နောက်ဘက်နယ်ဇက်လုံခြုံရေးကိုပေါ့နော်ဒါအေကအထူးအလေးထားဆောင်ရွက်နေပြီးတော့ဒီအကျန်းဖက်အဖွဲ့တွေအနေနဲ့ပေါ့နော်တိုက်ပွဲတွေဖော်ဆောင်လာပါကဒီအကျန်းဖက်အဖွဲ့တွေကိုနှိမ်နင်းရန်တိုက်စွမ်းရည်ကောင်းသည့်တတ်မှတ်နှစ်မှတ်အသင့်ပြင်ထားတယ်ကြမ်းတယ်နော်နိုဝင်ဘာ6ရက်နေ့မှာရှေ့တန်းပြန်ထွက်ရမယ်ဆိုပြီးတော့အမိန်ပေးလာတဲ့အတွက်စိတ်ဆိုးပြီးတော့တဲ့တက်တွင်းကထိန်ပွဲလည်းမလာဘူးရေစက်ချပွဲလည်းမလာဘူးတဲ့အဲအကြောင်းများများဖြစ်ရလို့ပြောတာကျွန်တော်ပြောတာများများပြဿနာတက်အောင်လို့ပေါ့နော်ဒါစစ်တပ်ကလုံးဝအနာကိုမပေးတော့တဲ့အနေထားတွေ င်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်ဇင်းကောင်းနေပြောကြမယ်ဒါရခိုင်ပြည်နယ်ကအာရခတက်တော် A နဲ့စစ်ကောင်စီရဲ့စစ်ကောင်စီအထင်အားနေရတဲ့တင်အဲ့ဒီတင်နေလဲပါမယ်ပြီးတော့အာရခတက်တော် A ကဒီအာစာအတွက်ဒါတိုက်ခိုက်ရေးပေါ့နော်အထူးတိုက်ခိုက်ရေးတိုက်ခိုက်တကယ်တိုက်ဆွမ်းရင်ကောင်းတယ်တမနှမအသင့်ပြင်ထားတယ်ဆိုတဲ့အကြောင်းတွေလဲပါမယ်အပြီးတော့ဒါစစ်ကောင်စီတက်သေးကပေါ့နော်တော်ရုံဆိုရင်တော့အဲ့လိုတည်င်းမျိုးကျွန်တော်တို့မပြောဒါပေမဲ့လေစစ်ကောင်စီရဲ့တက်တွင်းအခြေအနေတွေ သိရအောင်လို့ပေါ့နော်သိအောင်ဘလောက်ထိအခြေအနေဆိုးရွားနေတယ်လဲဘလိုမျိုးထိတောင်ဖွဲ့စည်းပုံနေပြတ်နေတယ်လဲဆိုတဲ့အကြောင်းနေလဲကျွန်တော်ပြောပြကြအောင်ဖြစ်ပါတယ်အဲ့တော့ပထမဆုံးတော့နက်ရေကန်နက်ရေကန်ကိုဒါဒီကောင်နေစစ်ကြောင်းထိုးနေတာတွေတောက်လျှောက်လှုပ်တယ်စစ်ကူစစ်ကြောင်းနေပေါ့နော်တောက်လျှောက်လှွတ်တယ်200လှွတ်လိုက်100လှွတ်လိုက်200ကုန်သွားလိုက်100ပြုတ်သွားလိုက်ဒါမျိုးပုံစံမျိုးနေနဲ့တော့သူတို့တောင်းလျှောက်စစ်ကူစစ်ကြောင်းနေလွတ်နေတယ်လမ်းဟောင်းဘက်ကနေပြီးတော့200လွတ်ရင်လမ်းတစ်ဘက်ကနေ100လွတ်တယ်လမ်းတစ်ဘက်ကနေ200လွတ်ရင်လမ်းဟောင်းဘက်ကနေ100လွတ်တယ် အဲ့လိုပုံစံမျိုးနဲ့ဒါထိုးနေတာတွေရှိတယ်ဒါပေမဲ့လည်းဒါလုံးဝဒါအချိန်နေမလှပဲနေပေါ့နော်စစ်ကြောင်းနေပြုတ်ပြုတ်ပြုံးပြီးတော့နောက်ပြန်ဆုတ်နေရတဲ့အချိန်နေမျိုးတွေပဲကြုံနေရတယ်ရှေ့ကိုလုံးဝဆက်မတိုးနိုင်တဲ့အနေထားစစ်ကောင်စီကြုံနေရတယ်ပေါ့နော်အဲ့တော့အဲဒီအခုလည်းဒါသူကနေကန်ကိုစစ်ကူလာတဲ့စစ်ကြောင်းအဲ့စစ်ကြောင်းကလမ်းတစ်လမ်းဟောင်းနှစ်နေရာခွဲတက်တယ်အဲရှေ့ရလိုပဲပေါ့နော်ဒါကတော့သူတို့ပုံမှန်ပဲရှိသမျှစစ်ရင်ကသူကအကုန်လွတ်နေမှာသူတို့မှရှိသမျှသူတွေအကုန်လွတ်နေမှာသုံးလို့ရသမျှအင်အားအကုန်သုံးမှာအခုကတိုက်ခိုက်ရေးအင်အားတွေမဟုတ်တော့ဘူး လယုံတပ်ဖွဲ့တွေရဲ့အင်အားတွေပါတုံးတယ်ပါစာတွေရဲ့အင်အားတွေတုံးတယ်ပြီးရင်ကာပါစာတွေကထုတ်လို့ရေးလုံနေရတဲ့ကောင်တွေရဲ့အင်အားတွေပါတုံးပြီးတော့ဈေးလွတ်နေတာတွေဖြစ်တယ်ဗောနော်အဲ့တော့အဲအဲ့စစ်ကြောင်းလမ်းဟောင်းဘက်ကစစ်ကြောင်းအဲ့လမ်းဟောင်းဘက်ကစစ်ကြောင်းကဘလို့မှရှေ့ကိုမြောက်နိုင်တော့ဒါပဇီနားမှာစစ်ကြောင်းပြက်အောင်ဘင်းခံလိုက်ရလို့နောက်ပြန်ပြေးသွားကြပြီဗောနော်အဲလမ်းဟောင်းဘက်ကတိုက်တဲ့တိုက်ပွဲတွေရက်သွားတယ်ဗောဗျာပြောရရင်အခုရက်ထဲမှာဗောနော်အဓိကတော့စစ်ကူကိုသူတို့လွတ်တယ်ဆိုပေမဲ့လည်းအဲ့ဘက်တစ်ကြောင်းလုံးကလုံးဝ အဲအခြေအနေမလှတော့ဘဲနဲ့စစ်ကြောင်းတစ်ခုလုံးပြက်ပြီးတော့ဒါနောက်ဆုတ်ပြေးသွားတဲ့အနေအထားဖြစ်သွားတယ်ဒါပွဲရက်သွားတယ်ပေါ့နော်ဒါနဲ့သူတို့ကဘာထက်လို့လဲဆိုတော့လမ်းတဲ့ဘက်ကနေပြီးတော့အင်အားထက်တိုးအကားလမ်းမကိုအမိပြုတ်ပြီးတော့ဒါလမ်းရဲ့ဘေးညာတစ်ဖက်တစ်ချက်စီကနေပြီးတော့ဆက်ပြီးတော့တက်လာတယ်ဆိုပြီးသိရတယ်ဒါပေမဲ့ဂုံကြီးရွာမရောက်ခင်မှာပဲတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီပေါ့နော်သူတို့တွေနီးမျိုးစုံတော့တုံးနေတာပဲဗျူဟာမျိုးစုံလည်းတုံးတယ်ဒါပေမဲ့အဲ့ဗျူဟာတွေကအလုံးမဖြစ်ဘူးဖြစ်နေတာအားကတက်တော့အင်းနဲ့ဒါဗီဒီယိုတက်ဖွဲ့တွေကကောင်းကောင်းကြီးပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်နေတာမျိုးတွေသူတို့ကြုံနေရတယ်ပေါ့နော် ဟိုဘက်ကတက်လို့လည်းမရအာဒီဘက်ကသွားမယ်ဒီဘက်ကသွားလို့လည်းမရဒီလိုမျိုးနဲ့ဒါတိုက်ပွဲတွေဖြစ်ပြီးတော့နောက်ပြန်လန်ကြနေတာပေါ့နော်အခုလည်းအိုင်နာဝင်းကျင်မှာတိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်နေတယ်ပြီးရင်အင်အားတွေဆိုရင်ဒါကာဘာစာတွေကအင်အားတွေပါတယ်ပြီးရင်အဲ့ဒီအနီနာဝင်းကျင်ကထုတ်နှုတ်ထားတဲ့အင်အားတွေပါထပ်ပေါင်းပြီးတော့အဲ့ဒီစစ်ကြောင်းဖွဲ့ထားပြီးလားသေးပြီပေါ့အကောင်နေသေးပြီပေါ့စူပေါင်းဆက်ပေါင်းစစ်ချောင်းညွန်ပေါင်းစစ်ချောင်းပေါ့နော်အဲ့လိုမျိုးတိုးလာဆိုတော့သေးပြီပေါ့အပြစ်ကူအနေနဲ့လည်းသူကအတကုံပေးတယ်နော် drone လက်နက်ကြီး ပြီးရင်လေချောင်းပစ်ကူလေချောင်းပစ်ကူဆိုအဲ့အနီးနာရွာနာပတ်ဝန်းကျင်ကျဲတာများပိုးစိုးပတ်ဆက်ကျဲတဲ့ပုံစံမျိုးပေါ့နော်ဒါပေမဲ့လည်းဒီကောင်နေ80တိုးလို့မရဘူးဖြစ်နေတယ်အဲ့တော့သတင်းကောင်းထက်ကြားဖို့ပဲရှိလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲအဲ့ဘက်ချမ်းမှာဖြစ်လိုက်တဲ့တိုက်ပွဲတိုင်းမှာစစ်ကောင်စီဘက်ကအထိမနာစရာကိုကြောင်းမရှိဘူးတော်တော်ကိုအခြေအနေဆိုးနေတဲ့အနေထားပေါ့နော်အဲဒါကြောင့်မလို့80ဆက်လည်းမတိုးနိုင်ဘူးပြီးရင်လမ်းဟောင်းဘက်ချမ်းကသူတို့အတွက်ကဒီတောင်နေမတ်ဆောက်တယ်ပေါ့နော်ဒါအတက်ဆင်းနေကြမ်းတယ်အဲဒါကြောင့်မလို့ဒါအားခတ်တော်အေးနဲ့ဒါတပ်ဖွဲ့တွေက ဒီနေရာကောင်းတွေမှာစောင့်ကြိုနေရာယူပြီးတော့ဒီကောင်းတွေကိုဖြတ်တောက်တိုက်ခိုက်တာမျိုးတွေတုံ့ပြန်တိုက်ခိုက်တာမျိုးတွေကြောင့်မလို့ဒီကောင်းတွေစစ်ကြောင်းပြတ်အဲ့တော့လမ်းဟောင်းဘက်ကနေအဆင်မပြေတဲ့အတွက်ဒါလမ်းတစ်ဘက်ကနေဆီပြီးလာတယ်ဗောနော်လာတော့ကြတော့လေလမ်းတစ်ဘက်မှာလည်းတောတောင်ထူတတ်တယ်တဲ့ပြီးရင်တောင်ပေါ်လမ်းနေဗောနော်အာဒါအတက်စင်းကျမ်းတဲ့လမ်းနေရှိတယ်ဗောနော်အဲ့လိုနေရာမျိုးတွေဖြစ်တဲ့အတွက်ဒီကောင်းတွေအတွက်အခြေအနေမလှဘူးဆိုပြီးတော့လည်းသိရတယ်အဲ့တော့စီရင်နဲ့နှိစက်တဲ့သူတွေပြောကြတဲ့ပုံစံအရဆိုရင်လည်းဒီလိုမျိုးသာတက်လာကြည့်ဗောနော်လာသလောက်မလောက်ဘူးဖြစ်နေမှာပဲဆိုတဲ့အနေထားရည်လည်း ပြောကြရရှိတယ်အဲပြီးတော့စစ်ကောင်စီဘက်ကလုံနေရတဲ့ပုံစံကပေါ့နော်အင်အားဖြင့်ပြီးရောဆိုပြီးတော့လုံနေရပေါ့နော်အဓိကတော့ဒါလက်ရုံတက်ဖွဲ့ဆိုလဲလာခဲ့အမြောက်လာခဲ့တန်ချက်ကလာခဲ့တင့်လာခဲ့ဆက်သွေးလာခဲ့အကုန်ထက်ထည့်ပြီးတော့စစ်ကြောင်းတစ်ခုပုံစံမျိုးဖွဲ့တယ်အခုဆိုကပ္ပစားအကောင်နေပါတယ်ပါစားတွေပါတယ်အဲ့လိုမျိုးအဖွဲ့တွေ ਨੇ ခုနအားခတ်တက်တော်လို့အဖွဲ့တွေကိုတွားပြီးတော့တိုက်မယ်ဆိုတော့အာဆေးသုံးသက်သူတွေပြောတဲ့ဟာလဲမလွန်ဘူးဗျစစ်ကောင်စီကတော်တော်ကိုအခြေအနေဆိုးရွားနေတဲ့အနေထားပေါ့နော်အဲ့တော့ အဲအာခတ်တော့ AA ကဒီစစ်စင်ရေးတွေမှာပေါ့နော်နီးပြူဟာတွေကိုအမျိုးမျိုးပြောင်းလဲပြီးတော့အသုံးပြုနေတာတွေ့ရတယ်အဲတကယ်ပြောရမယ်ဆိုရင်ဒါသူတိုက်စစ်တိုက်ရမယ်ဆိုတဲ့အချိန်မှာတိုက်စစ်လုပ်တယ်ခံစစ်ဆင်ရမယ့်အချိန်မှာခံစစ်ဆင်တယ်ပြီးရင် లై စစ်တွေဘာတွေကဆက်သူတို့ကောင်းကောင်းကြီးတုံးပြနိုင်တာတွေတွေ့တယ်ပြီးတော့ကျရန်သူကိုမျှာခေါ်ပြီးတော့ကျုံသွင်းပြီးတိုက်တဲ့ပုံစံမျိုးတွေလည်းအားရစရာတွေ့ရအဲတချို့နေရာတွေဆိုရင်စစ်ကောင်စီဘက်ကဥရဖားရနေပေါ့နော်ဟာဒါနည်းနည်းတော့ပြစ်ပြစ်ခတ်မှုထိတွေ့မှုဖြစ်သွားပြီဆိုတဲ့အချိန်မှာ အေးရဆုတ်သွားတယ်ဆုတ်သွားတဲ့အချိန်မှာဥရဖွားရနေဟာရပြီဒီနေရာရပြီအေးရဆုတ်သွားပြီဝမ်းသာအားရနေပါဗျာဟိုးရင်တော့ကရှိတယ်အဲ့လိုမျိုးစကန်တစ်ခုတိုက်ရပါပြီဆိုတဲ့အချိန်မှာစစ်ကောင်စီကဒါတည်မှုတွေစစ်ကြောင်းမှုတွေဆိုရင်သူကအဲ့လိုတိုက်ရခတ်တဲ့စကန်တွေပေါ့နော်အဲ့စကန်တွေရဲ့အဲအဲ့လိုမျိုးတိုက်ရခတ်နေတဲ့အနေအထားမှာသူတို့တို့ရဲ့လူကြီးတွေကိုသူကမျက်နှာလှုပ်တယ်ဘာလဲဆိုတော့အဲ့လိုမျိုးအာအဘကျွန်တော်အဘကိုခြံစည်းကိုတစ်ထပ်လက်ဆောင်ပေးလိုက်ပါပြီလို့ခြံစည်းကိုတစ်ထပ်သူတို့ဝင်လို့ရသွားပြီဆိုရင်သူအဲ့ခြံစည်းကိုတစ်ထပ်ရသွားတဲ့အကြောင်းသူအမေ အာတက်မှာဘူးဆိုလဲတက်မှာဘူးအာဘကျွန်တော်အဘကိုခြံစည်းကိုတက်ထိုက်လက်ဆောင်ဖေးလိုက်ပါအဲ့လိုပုံစံမျိုးပြောကြတဲ့ကောင်တွေရှိတယ်အဲ့လိုဟာမျိုးကိုဂုံယူစွာနဲ့တိုက်ကြတဲ့ကောင်တွေရှိတယ်အဲ့လောက်လေးရတာကိုပဲဝမ်းသာအားရဖြစ်နေတဲ့အနေထားအဲ့ကြတချို့နေရာတွေမှာသူကပြန်ရဝါးရဆွဲချင်အောင်ဦးရဖားရနဲ့အာငါတို့တော့မျက်နှာရပြီငါတို့တော့မျက်နှာလုံးလို့ရပြီမျက်နှာလုံးလို့ရလူကြီးကိုမျက်နှာလုံးလို့ရပြီဆိုပြီးတော့ဒီဝန်သားအားရနဲ့လိုက်ကြတဲ့ချိန်မှာခုနလိုကျုံသွင်းပြီးတော့ပြန်ပြင်းခံရတော့လက်ဆောင်တော့မပေးနိုင်လိုက်ဘူးလက်ဆောင်နေထားခဲ့တဲ့အဖြစ်တွေဖြစ်ကုန်တယ်ပေါ့နော် ဆွေကြောင်းတစ်ခုလုံးပြတ်သွားတာတွေလက်နက်တွေခရက်နေတိတ်ဆုံးတဲ့သူတွေရဲ့အလောင်းတွေကစမဆွဲနိုင်မဲနဲ့ပြန်ပြေးရတဲ့ဖြစ်စဉ်မျိုးတွေဖြစ်သွားတာတွေအများကြီးရှိတယ်အဲ့တော့အားကတော့အေကနီးပြူအပိုင်းနဲ့ပတ်သက်ရင်စစ်ကောင်စီကိုကောင်းကောင်းကြီးတုံ့ပြန်တိုက်ခိုက်နိုင်နေတာတွေ့ရတယ်ဗောနော်အာအေးကခန့်စစ်ပဲဆိုတာတော့ပြောလို့မရဘူး။ဟာအေးကတိုက်စစ်ကြီးပဲပြင်းတာပြောလို့မရပြောင်း။အဲအဲ့လိုပုံစံမျိုးပေါ့နော်။အဲပြီးရင်ဟာဒီရက်ထဲငြိမ့်နေတယ်အဲ့ဒါဆိုသတိသာထားတော့ အဲ့လိုပုံစံမျိုးတွေကအာခတတော် A ကတောက်လျှောက်လုပ်ပြနိုင်နေတာဖြစ်တယ်စစ်ကောင်စီဟာဒါ AA ရှိတဲ့ဒါ AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေရဲ့ပြင် AA ရှိတဲ့နေရာတွေကိုဝင်ရောက်မယ်ဆိုတော့သူတို့ရဲ့အိမ်မက်တွေကပျောက်ချင်းမလားပျောက်နေလေပေါ့နော်လုံးဝဒီစိတ်ကူးတွေကအကောင့်ထဲပို့လို့မရဘူးကိုဖြစ်နေတယ်စေးမမီတော့ဘူးလို့ကိုဖြစ်နေတဲ့အနေထားသူတို့မှာတုံးစရာအကုန်လုံးကုန်လေချောင်းဆိုရင်ဟိုနေ့ကကျဲတာများရွာတစ်ခုလုံးကိုစစ်စစ်ညံ့ညံ့ကြည့်အောင်ကျဲတာဒါပေမဲ့ရှေ့ဆက်တိုးနိုင်လားဆိုတော့မတိုးနိုင်ဘူးအဲ့လိုအနေထားဖြစ်နေတယ် ီကောင်နေရှိဆက်မတိုးနိုင်လေလေသူတို့ရဲ့အိမ်မက်တွေကပြက်စီးလေလေပဲဒီလိုမျိုးအချိန်ကြာလာလေလေဒီလိုမျိုးသူတို့အတွက်အချိန်နေပို့ပြီးတော့ကုန်လာလေလေသူတို့ရဲ့အိမ်မက်တွေကပြက်စီးလေလေဖြစ်လာမှာပဲအဲ့တော့အဲ့ဘက်ချမ်းမှာတကယ်ကိုအားရစရာကောင်းတယ်ပေါ့နော်နောက်တစ်ခုကကြောက်ဖြူမှာလည်းဒါအာခတ်တော်အေးထိန်းထားတဲ့နေရာတွေကိုစစ်ကောင်စီကတောက်လျှောက်စစ်ကြောင်းတွေထိုးတယ်အဲကုလဘဘက်ကိုတကြောင်ချောင်းဝဘက်ကိုတကြောင်ရဲတိုင်32ကိုတကြောင်၃ကြောင်ထိုးတယ်အဲ၃ကြောင်အဲရဲတိုင်32အနားပတ်ဝန်းကျင်ကိုထိုးတာ၃၃ကြောင်ပေါ့နော်အဲ့လို၃ကြောင်ထိုးတယ်ဒါပေမဲ့ စစ်ကြောင်းနှစ်ကြောင်းလုံးကဖွဲ့စည်းပုံပြတ်သွားစစ်ကြောင်းနေကြီးဖြုတ်တာနော်အေးကတကယ်အားရစရာကြီးဟိုလုံးဝစစ်ကြောင်းလက်ကြီးတွေဖြုတ်ပြတာဟိုမထိတထိပုံစံမျိုးကိုမဟုတ်ဘူးဗျာအေးနဲ့တွေ့ပြီဆိုရင်မင်းတယောက်နှစ်ယောက်တော့မစင်းစားနဲ့အကုန်လုံးအပုံလိုက်တွေပဲဖြစ်သွားမယ်အနေထားပေါ့နော်အဲ့တော့အဲ့လိုမျိုးထိုးလာတဲ့စစ်ကြောင်းသုံးကြောင်းထဲမှာနှစ်ကြောင်းကပြတ်တော့ဖြစ်သွားဖြစ်သွားတဲ့အချိန်မှာအဲ့စစ်ကြောင်းသုံးကြောင်းလုံးကိုပြန်ပြီးတော့သူတို့စုပေါင်းဆက်ပေါင်းပြန်လုပ်တယ်စစ်ကြောင်းတွေအကုန်ပြန်ပြီးတော့ဖြတ်လိုက်ရတယ်ပေါ့စစ်ကြောင်းမှာဖြတ်လိုက်ရအေးမဖြတ်လဲသူတို့ဘာသာသူတို့ဖြတ်နေ အဲ့လိုမျိုးပုံစံမျိုးနဲ့ဒါစစ်ကြောင်းတစ်ကြောင်းနဲ့ပြန်ပေါင်းလိုက်တယ်ပြီးရနဲ့အဖွဲနှစ်ခုခွဲပြီးတော့တိုင်းချောင်းဘက်ကိုဒါဆက်ပြီးတော့ထိုးလာလို့တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေဆိုပြီးတော့သိရတယ်အဲဥစ္စာကတော့လက်ရှိချိန်ထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့အတွက်ပေါ့နော်ဘယ်အဖွဲကတက်ဆုတ်ရသလဲဆိုတဲ့ဟာတော့မသိဘူးဆိုပြီးတော့အဲဒေတာတွေသတင်းရင်းမြစ်တွေကပြောကြတယ်ပေါ့နော်အဲ့တော့သိကြပါတယ်ကျွန်တော်တို့ကတော့လုံးဝဘယ်သူလို့ထင်လဲကဲနားတော်နေတဲ့ပြည်သူအနေနဲ့ရောဘယ်သူတက်ဆုတ်ရမယ်လို့ထင်အလဲလဲအကွဲအကွဲအပြဲအပြဲနဲ့စစ်ကောင်စီပဲတက်ဆုတ်ရမှာပဲသိကြတယ် အဲဒါကတော့ဒါလုံးဝထုံးစံလိုကိုဖြစ်နေရပါတော့အဲ့တော့ဒီဘက်ကတိုက်ပွဲတွေကလည်းတကယ်အားရစရာကောင်းတယ်အဲကျွန်တော်တို့ဒါရှေ့မှာပြောခဲ့သလိုပေါ့နော်အာခတ်တော်တော် A နဲ့စစ်ကောင်စီနဲ့တိုက်တဲ့တိုက်ပွဲတွေကိုနားထောင်ရတာတိတ်ရတာရှိတာပဲဆိုတော့ဘာဖြစ်လို့လဲစစ်ကောင်စီပိုးစုပတ်ဆက်နားကားတယ်ပြုတ်ရအောင်လဲပေါ့နော်အဲနောက်တစ်ခုကဒါကျွန်တော်တို့ပြောရမှာရှိတယ်အဲ့ဒါပါလဲဆိုတော့အထူးခြားမှုသတင်းပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒါရခိုင်ပြည်မြောက်ပိုင်းဒီမောင်တော်ဘက်ချမ်းနေပေါ့နော်အဲ့ဘက်ချမ်းနေမှာဒီ ARSA တို့အဲ ISO တို့အပြင် AIA တို့ဒီအကြမ်းဖက်အဖွဲ့တွေရဲ့ဂျန်က တစတစပို့ပြီးတော့ဆိုးလာတယ်ဆိုပြီးဆိုရင်ကြတာရှိတယ်ဒီအရသာပြည်သူတွေကိုချောင်းမြောင်းပစ်ခတ်တာတွေတပ်ဖြတ်တာတွေဖမ်းဆီးသွားတာတွေပေါ့နော်ဒီပြည်သူတွေကသူကုံတဲတွေတချို့ကြတော့ဗျာကုံရောင်းကုံဝဲလောက်ကြအဆိုင်ကလေးနဲ့သွားကြအဲ့လိုမျိုးသွားတဲ့ဟာတွေကိုဒါလူသူပြက်လက်တဲ့နေရာမျိုးတွေကနေပြီးတော့ဒါချောင်းမြောင်းပြီးတော့ဒါထွက်ပြီးတော့တန်းတန်းနဲ့ပစ်ခတ်တာပေါ့နော်အဲ့ဒါကြတော့မယိုင်းလွန်းတယ်ဒီကောင်တွေကတကယ်အကြမ်းဖက်ကောင်တွေအဲ့လိုမျိုးဟိုလုံးဝအပြစ်မဲ့ပြည်သူလက်နဲ့လည်းမပါဘူးဗျာကုံရောင်းကုံဝဲလုံနေတဲ့ဟာပေါ့နော် အဲ့လိုမျိုးဒေတာကံပြည်သူတွေကိုအဲ့လိုမမတ်ရဲပုံစံမျိုးလောက်တာတွေကဖြစ်စဉ်တွေပို့ပို့ပြီးတော့များလာတယ်။ဟိုနေရာမှာနှစ်ယောက်တည်သွားပြန်ပြီးဟာနှစ်ယောက်သွားတာတစ်ယောက်ထိပြီးတော့တည်ခဲ့တယ်။ဂျန်နဲ့တစ်ယောက်ကဒဏ်ရာကြီးနဲ့လွတ်လာတယ်။ဒါမျိုးပုံစံမျိုးတွေဖြစ်ကြရပေါ့နော်။အဲရှေ့ရက်တွေတန်းမှာကိုပဲဒါပြန်ပေးဆွဲလို့ပေါ့နော်။ညာဖန်းစည်းခံလိုက်ရတယ်။ဒါကင်းချောင်းရွာသား၃ဦးဆိုလဲအခုတိဒါအဆက်အသွယ်ပြတ်နေတာဆယ်ရက်ကျော်လောက်ရှိပြီဆိုပြီးတော့သိရတယ်။ဒါမျိုးပုံစံမျိုးကိုပြည်သူကိုတက်ဖြတ်မယ်၊ချောင်းမြောက်ပြတ်ခတ်မယ်၊ပြန်ပေးဆွဲမယ်၊ပါလာတဲ့ပစ္စည်းပြည့်စည်ရလုမယ်။အဲလိုမျိုးဓမြအဆင့်အဲကောင်တကယ်အကြံဖက်အဆင့် စောက်ချင်မကောင်းတဲ့ကောင်တွေပေါ့နော်အဲ့လိုကောင်တွေကိုဒါဘင်္ဂလားဒေ့ရှ်ကဒါ BGB ရာရှိအချို့ကဒါသူတို့ကကူညီထောက်ပံ့ပေးထားတယ်ဆိုပြီးတော့လေဒါအခက်တက်တော် A ကထုတ်ပြန်ချက်တွေထဲမှာထုတ်ပြန်ထားရှိတယ်ဒါကြောင့်မလို့ဒါကိုအချိန်မီထိမ့်သိမ့်ပေးပါမထိမ့်သိမ့်ဘူးဆိုရင်နေဆက်ဒါနေဆက်ဒေတာမှာပေါ့နော်ဒါလုံချိုးရင်းနဲ့ပတ်သက်တာတွေတည်ငြိမ်ရင်းနဲ့ပတ်သက်တာတွေဒါတွေပို့ပြီးတော့ဒါပြင်းထန်လာလိမ့်မယ်တင်းမာလာလိမ့်မယ်ဆိုပြီးတော့ A ကထုတ်ပြန်ထားရှိတယ်ပေါ့နော်ပြီးတော့ဟိုဘက်ကလည်းတစ်ဖက်ပြန်ပြီးတော့ဆွဆွဲတာမျိုးတွေတော့ရှိတာပေါ့လေနော်အဲ့တော့ အဲ့ဒီ BGB ရာရှိချိုရဲ့အကူအညီထောက်ပံ့မှုတွေနဲ့ဒါရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြားကဘင်္ဂလားဒေ့ရှ်ပဲချမ်းမှာဒီခုနအချမ်းဖတ်အဖွဲ့တွေကသူကဒီယာယီစစ်စခန်းတွေစောက်တယ်ခိုင်မာစခန်းတွေစောက်တယ်ပြီးတာနဲ့ဒီခိုင်ပြည်နယ်တဲကိုဝင်ပြီးတော့ဒေသခံပြည်သူတွေကိုအချမ်းဖတ်လောက်ရက်တွေလှုပ်တယ်အဲချောင်းမြောင်းပြစ်ခတ်တာမျိုးတွေလှုပ်တယ်ပေါ့နော်တော်တော်ကိုမယိုင်းဆုတ်ပွေတယ်ကောင်းတယ်ပေါ့နော်ဒါကြောင့်ဒါချို့ပြည်သူတွေဒေသခံတွေဆိုရင်ဒီအာခတ်တတော် A ကိုတောင်းဆိုကြတယ်ပေါ့နော်ဒီနေရာတွေကိုဒါရှင်းလင်းပေးကြဖို့ဒါမှမဟုတ်လေလုံခြုံရေး ဒါတည်ငြိမ်တည်ငြိမ်အောင်ပေါ့နော်ပြည်သူတွေရဲ့အသက်အန္တရာယ်ကိုချိန်းချောက်ခံရဖြစ်တဲ့အတွက်ဖြည့်ရှင်းပေးကြဖို့ဒါတောင်းဆိုကြတဲ့အခါမှာအခက်တက်တော် AA ကလိုက်လံရှင်းလင်းတာရည်ရှိလာတယ်ပေါ့နော်အဲ့တော့ဒီအချမ်းဘက်အဖွဲ့တွေဖြစ်တဲ့ဒီအာစာအဖွဲ့တွေ RSO အဖွဲ့တွေပြီးရင် AI ဆိုတဲ့ဒီအန္တရာယ်ကပူပူပြီးတော့ကြီးမားလာနေပြီလားဆိုတဲ့စိုးရိမ်မှုတွေလည်းရှိကြတယ်ဒါပေမဲ့စည်ရင်းနီးစက်သူတွေပေါ့နော်အဓိကဒီဒီရခိုင်ပြည်အရေးနီးစက်တဲ့သူတွေအဲအာခတ်တက်တော်နဲ့နီးစက်တဲ့သူတွေကရခိုင်အခြေစိုက်သတင်းမီဒီယာတွေကိုအဲပြောကြတာရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ ဒီအကျန်းဖက်အဖွဲ့တွေကရခိုင်ပြည်ကိုစစ်ရေးရကြီးကြီးမားမားချင်းချောက်နိုင်တာမရှိဘူးအဟမ်းမိုက်တယ်နော်သူတို့ရဲ့ဒါစခန်းတွေကလည်းရခိုင်ပြည်ထဲမှာမဟုတ်ဘူးသူတို့လှုပ်တာဓားပုံရိုက်တယ်ရုတ်တံအတုတွေဖန်တီးတယ်ဝါရဖြန့်တယ်ပြီးရင်လက်တွေမြေပြင်မှာကြတော့ဒီအာခတ်တတော်ရှိတဲ့နေရာတွေဆိုမသွားရဲဘူးအာခတ်တတော်မရှိနိုင်မဲ့နေရာမျိုးတွေကိုရှောင်ရှားသွားပြီးတော့ဗောနော်ဒါပြည်သူတွေကိုချောင်းမြောင်းပြစ်ခတ်တာမျိုးတွေလောက်ပဲလုပ်တယ်ဆိုပြီးတော့ဒါပြောကြရရှိတယ်အေကလည်းတိတဲ့အတိုင်းပဲဒီလိုထိပါလာတဲ့အခြေအနေကိုလုံးဝငြင်းခံနေတာမျိုးတော့မရှိဘူး လိုက်ပြီးတော့ဘျင်းတာပေါ့နော်အဲအဲ့မှာနေဆက်ရှင်းလေးတွေဝင်တယ်စစ်စင်ရင်တည့်ရပုံစံမျိုးတော့လောက်တာပေါ့နော်လိုက်တိုက်တယ်ဒီအာစာအဖွဲ့တွေပေါ့နော်တေးဆုံးပြီးတော့ထွက်ပြေးဒဏ်ရာရတာတွေဖမ်းမိတာတွေတော့ရှိတယ်ဗျာအဲ့ဒါဟိုတလောကဖြစ်သွားရဖြစ်စင်ပေါ့နော်အဲအိုက်ဘကကောင်နေအဲ့မှာဒဏ်ရာရသွားလို့တေးဝါလို့ထမ်းပြီးတော့ခေါ်သွားတဲ့ဟာတွေရှိတယ်သူတို့ဘက်ခြေရောင်းနေကိုပြန်ဝင်ပြေးတယ်ပေါ့နော်ဘင်္ဂလားဘက်ခြေရောင်းပြန်ဝင်ပြေးတယ်ပြီးတော့ဒါဒံယာနဲ့ဖမ်းမိတဲ့ရှစ်ဦးထင်တယ်အဲအဲဥစ္စာလည်းမိခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ဒီကောင်နေကိုဒီလိုအထိပါလိုက်ပြီးတော့ဘင်းနေတဲ့အနေထားတော့မြင်နေရပြီအဲအဲ့တော့ ပြောချင်တာဒီအကျန်းဖက်အဖွဲ့တွေနေတဲ့ကပြည်သူကိုပဲလှုပ်ရတာလက်နက်မဲ့ပြည်သူကိုပဲလှုပ်ရတာဒီအရကတက်တော်လို့အေအေဟူပေါ့နော်ဒါပြန်ပြီးတော့ဒါရှင်ပြီးတိုက်နိုင်ဖို့အတွက်သူတို့ပြောသလိုဖြစ်လာဖို့အတွက်ကမလွယ်ကူဘူးဒါဟိုနေ့ကသတင်းတစ်ခုမှဆိုတွေ့လိုက်တယ်ဒီအကျန်းဖက်အဖွဲ့တွေပေါ့နော်အဲဒါဒီအဖွဲ့တွေကသူကရခိုင်ပြည်နယ်ကိုသိမ်းမယ်ဆိုပြီးတော့သူတို့ကကြွေးကြော်တဲ့ပုံစံမျိုးတွေနဲ့ပြောနေကြတာ誒တွေ့ရတယ်ပေါ့နော်အဲတော့အဲ့လိုမျိုးဟာကဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုစဉ်းစားပေါ့နော်စဉ်းစားတော့အခုကြည့်အမှကမ္ဘာအဆင့်ဘယ်လောက်လဲ30ကျော်ပေါ့နော်ထားပါတော့ဒါမင်းအောင်လိုင်းပေါ့နော်အဲ့ကောင်စစ်တပ်ဘယ်လိုဖြစ်နေလဲ ကြီးရလေအကုန်ပါတာနော်ကြီးရလေအကုန်ပါတာအဲ့ကောင်စစ်တပ်ဘယ်လိုဖြစ်နေလဲအေးနဲ့တွေ့တဲ့ချိန်မှာအဲ့တော့အာစာလိုကောင်ကဒီလိုမျိုးပုံစံမျိုးဆိုတော့ဒါနည်းနည်းတော့လွန်တာပေါ့သူတို့ပြောတာကြီးလေကြီးတာပေါ့နော်ဒါကြောင့်မို့လို့လေတချို့ကပြောကြပါပေါ့နော်ဝါရဖြန့်ရုံတက်တက်ပါ ပြီးရင်လူမနေတဲ့စကန်းတွေကိုဝင်တယ်ဝင်ပြီးတာနဲ့ဓာတ်ပုံတွေရိုက်တယ်ပြီးရင်လိုင်းပေါ်မှာတင်တယ်ဝါရဖြတ်နဲ့လိမ့်တယ်အဓိကတော့သူတို့ဝင်ရောက်တိုက်ခိုက်လို့ရလိုက်တဲ့ပုံစံမျိုးတွေသူတို့ကထုတ်ပြန်ကြတယ်ပေါ့နော်အမှန်တကယ်မြေပြင်မှာကအေးအေးကိုရှင်ပြီးတိုက်နိုင်ဖို့လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းတွေလည်းပြောကြရရှိတယ်ဒါအမှန်ပဲလीနော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီဥစ္စာကအဲထဲ့သွင်းစဉ်းစားစရာတစ်ချက်အနေနဲ့တော့ရှိမယ် ဖြည့်ရှင်းရမယ်ဒါပု္ပ္ပာတစ်ခုအနေနဲ့တော့ရှိမယ်ဒါပေမဲ့အရန်ကိုခေါင်းစားလောက်အောင်ထိအရန်ကိုအာယုံဆိုင်ရလောက်အောင်ထိတော့မဖြစ်ဘူးလို့ဒါကျွန်တော်တို့လည်းယူဆတယ်ပေါ့နော်အတိအကတော့ဒေသခံပြည်သူတွေရဲ့လုံခြုံရေးအတွက်ကိုပဲဒါပို့ပြီးတော့ဂရုဆိုင်ရမယ်ဟာတွေပြီးရင်ဒါအေအနေနဲ့ဒါအင်အားသုံးပြီးတော့ရှင်းလင်းတဲ့ခါမျိုးတွေကြရင်ဒီကောင်နေတေးကြတယ်သူတို့ရဲ့ထုံးစံတိုင်းဒါဘင်္ဂလားဒေ့ရှ်ဘက်ချမ်းကိုပဲဝင်ပြေးကြမယ်လို့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်ဒါကြောင့် စေးရရခိုင်ပြည်ကိုချိန်ချောက်နိုင်တဲ့အထိမရှိဘူးပေါ့နော်ဒါနှိစက်သူတွေကလည်းပြောကြတယ်ဟုတ်တယ်ဘာလို့လဲဆိုတော့ဒါအာရခတက်တော် AA ကို ARSA အဖွဲ့ကတိုက်ခိုက်တယ်ဆိုတဲ့ဟာသတင်းမှာကျွန်တော်တို့မတွေ့ဘူးပေါ့နော်သတင်းမှာဘာပဲတွေ့လဲဆိုတော့အဲ့အကြမ်းဖက်အဖွဲ့တွေကိုအာစာအဖွဲ့တွေကိုအာရခတက်တော် AA ကလိုက်လံရှင်းလင်းတိုက်ခိုက်လို့ဘယ်စကန်းသိမ်းမိတယ်ဘယ်နေရာမှာသူတို့နေသွားတယ်ပုံနေထွက်လာတယ်ဖမ်းမိတယ်ထွက်ပြေးတယ်တေဆုံးတယ်ဟိုဘက်ကိုတန်းထန်းထုတ်သွားရတယ်ဒါမျိုးပုံစံမျိုးတွေပဲကျွန်တော်တွေ့ခဲ့ရတယ် အာဒီအကျန်းဖက်အဖွဲ့တွေကလိုက်ပြီးတော့လှုပ်တာဆိုလို့ခုနဗီဒူကိုပေါ့နော်အာပြစ်မှတ်ထားပြီးတော့တိုက်ခိုက်တာမျိုးတွေပဲတွေ့ရတယ်ပေါ့နော်ဒါပြင်ဒါရခိုင်ခြေစိုက်သတင်းမီဒီယာဖြစ်တဲ့ဒါနာရီစရာပေါ့နော်အဲ့မှာဒါစီအေးပေါ့နော်အေအေနဲ့နီးဆက်တဲ့သူတယောက်ကအဲပြောထားတာပေါ့နော်သတင်းဖြေထားတဲ့ဟာလေးအဲ့ဒါမိုက်တယ်အဲ့ဒါဘာလဲဆိုတော့ဒီအနောက်ဘက်နယ်စပ်လုံခြုံရေးကိုပေါ့နော်ဒါအေကအထူးအလေးထားဆောင်ရွက်နေပြီးတော့ ဒီအကျန်းဖက်အဖွဲ့တွေအနေနဲ့ပေါ့နော်တိုက်ပွဲတွေဖော်ဆောင်လာပါကဒီအကျန်းဖက်အဖွဲ့တွေကိုနှိမ်နင်းရန်တိုက်စွမ်းရည်ကောင်းသည့်တတ်မှတ်နှစ်မှတ်အသင့်ပြင်ထားတယ်။ကြမ်းတယ်နော်။အေကအခုလက်တလုံးမှာအေတိုက်နေပါတယ်ဆိုတဲ့နေရာတွေမှာအေကအင်အားအကုန်မတုံးသေးဘူးဆိုတဲ့ဟာကိုလည်းထပ်မြင်ရ။ဟဲ့လား။ဘာဖြစ်လို့လဲဆိုတော့ဟုတ်တယ်နေရာတိုင်းမှာအေရှိနေတဲ့ပုံစံမျိုးတွေတော့ကျွန်တော်တို့တောက်လျှောက်တွေ့ရတယ်။ကြည့်ကြည့်လိုက်ကချင်ပြည်နယ်ဘက်မှာလည်းရှိတာပဲချင်းဘက်မှာလည်းရှိတာပဲပေါ့နော်။ဒါအခု ဒါမကွေးပကူအေယာဝရီဒီဘက်ချမ်းနေမှာလည်းရှိတာပဲပြီးရင်ရခိုင်ပြည်နယ်တွေကအခုတိုက်ပွဲဖြစ်နေတဲ့ကြောက်ဖြူစစ်တွေဒါမျိုးနေရာမျိုးတွေမှာလည်းရှိတာပဲတန်ရွဲဘက်ချမ်းနေမှာလည်းရှိတာပဲပေါ့နော်ရှိရောဟာတချို့ကတော့ပြောတယ်အေယာအင်အားကုန်သွားပြီပေါ့နော်အဲ့လိုမျိုးအင်အားကုန်သွားပြီဆိုပြီးတော့ပြောတဲ့ချိန်မှာအခုကြည့်အားစားလို့ကောင်းမျိုးပြင်းဖို့အတွက်တောင်းပါပေါ့နော်တိုက်ဆွမ်းရင်ကောင်းတယ်တမနမအသင့်ပြင်ထားတာရှိသေးတယ်ဆိုပြီးတော့ဒါပြောလိုက်တဲ့ဟာကတကယ်အားရစရာကောင်းတယ်ပေါ့နော်ဟာအဲ့ဆိုအားခတ်တော်တော်အေးရဲ့အင်အားကခက်မှန်းလို့ကိုမြောက်စစ်ကောင်စီယူုံးပါတကယ် ဒါအာဆာနဲ့ပတ်သက်လို့တည်ရတဲ့အချက်လက်ဆိုပေမဲ့ပေါ့နော်စစ်ကောင်စီကဒါကိုများတည်ရင်ဘလောက်တောင်မှကြောက်ကြီးပါနိုင်မလဲမသိဘူးဒီကောင်နေတကယ်တကယ်ဘာဖြစ်လို့လဲဆိုတော့အေကအခုတိုက်နေတဲ့ဟာကအင်အားအကုန်မဟုတ်သေးဘူးတကယ်သာအင်အားအကုန်တုံးလာပြီဟေးဆိုတဲ့ခါကျရင်စစ်ကောင်စီဘလို့တောင်အချိန်ကြီးဆိုးမလဲဆိုတဲ့ဟာတွေကကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်လာမှာပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီအာဆာအန်ရဲကထဲသွင်းစဉ်းစားရမယ့်အချက်တစ်ခုဖြစ်တယ်ဒါကိုနောက်ွယ်ကနေပြီးတော့ဘယ်သူတွေစီစဉ်နေသလဲ ဘယ်သူတွေပံ့ပိုးနေသလဲအဲဒီဥစ္စာကိုလည်းထုတ်ပြန်ချက်တွေမှာ AA ကထည့်သွင်းထုတ်ပြန်တာတွေရှိတယ်အဲကြတော့ဒီဥစ္စာတွေကိုတော့ကျွန်တော်တို့သိဖို့လိုတယ်ဒါတွေကကြီးမားတဲ့အနေနဲ့တခုတော့ဖြစ်လာနိုင်ခြင်းမရှိဘူးပေါ့နော်အဓိကတော့ဒီနီးစက်တဲ့သူတွေရဲ့ပြောဆိုချက်ရတကယ်ကိုဟုတ်ပါတယ် AA ကအခုလိုမျိုးသာပြင်ဆင်ထားတဲ့ဟိတ်ဆိုရင် account တွေအတွက်လည်းအချိန်ကြီးကောင်းမှာမဟုတ်ဘူးပေါ့နော်အမြန်ဆုံးဖြည့်ရှင်းနိုင်ဖို့အတွက်ပဲမျောလင့်နေပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တက်တွင်းနဲ့ကအကြောင်းတက်တွင်းနဲ့မှာစစ်ကောင်စီအထဲထဲမှာပေါ့နော် ဟိုသိရတဲ့အကြောင်းအရာတချို့ကိုမူတည်ပြီးတော့ဘာတွေဖြစ်ပျက်နေသလဲဆိုတဲ့ဟာကိုကျွန်တော်ဝင်မြမယ်ပေါ့နော်အဓိကတော့ဒါမကွေးတိုင်းရေစကြိုမြို့နယ်တွေကအခြေစိုက်ပေါ့နော်ရေစကြိုမြို့နယ်မှာအခြေစိုက်တဲ့ခါလရ296 298 298ဒီတက်တွေပေါ့နော်အဲ့တက်တွေအကြောင်းပြောရမယ်ပေါ့နော်ပြောရမယ်အဲ့တက်တွေရဲ့လက်ရှိတက်တွေအခြေအနေပေါ့ဗျာအဲ့တက်တွေကလက်ရှိဒါရှမ်းမြောက်နဲ့ရခိုင်စစ်စင်ရေးတွေလွတ်တယ်သူကလွတ်လွတ်ခဲ့တာတွေရှိတယ်ပေါ့နော်အဲ့မှာတည်သွားတဲ့သူတွေရှိတယ်အများပြားတည်ကြတယ်ပြီးရင်သူတို့အဲ့လိုမျိုးစစ်စင်ရေးထွက်ရတဲ့ခါကျတော့ ကာလအကြာကြီးရှည်တန်းမှာနေရပြန်မလာရဘူးပြန်မလာရဘူးပြန်မလာရတဲ့ခါမှာဘာတွေဖြစ်လဲပေါ့နော်တေတာကအကြောင်းမဟုတ်ဘူးပြန်မလာရတဲ့ကောင်တွေရဲ့မိမတွေကအစားဖောက်ပြန်တာတွေဖြစ်တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲ့လိုတေဆုံးသွားတဲ့စစ်သားတွေရဲ့မိမတွေပြီးရင်ရှည်တန်းကမပြန်ရတဲ့စစ်သားတွေရဲ့မိမတွေကစစ်မှုထမ်းဥရင်နဲ့ပေါ်တာဆွဲခံထားရတဲ့ဒီပါစတွေပေါ့နော်အဲ့ပါစတွေနဲ့ဖောက်ပြန်ပြီးတော့ခိုးပြတာတွေလည်းဖြစ်နေတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်တချို့ဆိုရင်မိလို့ဒီရဲမေတွေကအစားပေါ့နော်ကရုံးတွေတုံးပြီးတော့ဒါ ဒါနှင်ထုတ်ရတာမျိုးတွေပြန်ထုတ်ရတာမျိုးတွေကစားရှိလာနေတယ်ဆိုပြီးတော့သိရတယ်ဗောနော်ဒါကြီးကဟိုတကယ်ပြောရင်တော့ဒါအတွင်းထဲကဖြစ်ပြနေတဲ့ယွန်စရာကောင်းတဲ့အခြေအနေတွေပေါ့ဗျာဒါပေမဲ့လည်းဒါကရန်သူရဲ့ဖြစ်စဉ်ဖြစ်တဲ့အတွက်ဗောနော်ကျွန်တော်တို့ကပြောပြပြီးတော့ဒီဖြစ်စဉ်ကနေကျွန်တော်တို့ဘာတွေသိရမလဲဒါကိုစုံစမ်းတာဗောနော်အဲအဲ့ဖြစ်စဉ်အရင်ပြောလိုက်မယ်ဆိုရင်ဒါအိမ်တော်ရှိတဲ့ရဲမေတွေတော်မှဖောက်ပြန်နေကြတာတဲ့ကရုံတုံးပြီးတော့ပြန်လွှတ်ရတာနဲ့ဒါမူရင်းသူတို့ယောက်ျားတယ်မူရင်းသူတို့ယောက်ျားတွေကယောက်ျားတော်မူရင်းတော့မိတူတွေနဲ့ဖြစ်ပြနေလို့ မူရင်းတို့ယောက်ျားတွေကရှမ်းပြောင်းတဲ့ရခိုင်မှာတေကုန်ကြပြီတဲ့မိမတွေကတော့ဖောက်ပြန်ကြတာပြောမနေနဲ့ပါစားတွေကလည်းစစ်သားဟောင်းမရခူးလာတဲ့သူနဲ့လမ်းကြုံယူလာကြတာတွေကပါသေးတယ်တဲ့အဲ့လိုပုံစံမျိုးတွေကစားပြက်ပြက်နေတယ်ပေါ့ဗျာအဲ့တော့တော်တော်လေးအချိန်နေဆိုးရွားနေတဲ့ပုံစံမျိုးကိုမြင်ရတယ်အဲ့တော့ဒီနေ့ဒီကာလဒီစစ်ကောင်စီကြုံနေရတဲ့လက်ရှိအခက်အခဲတွေကိုကျွန်တော်တို့မြင်အောင်ကြည့်လို့ရတယ်ဘာလို့လဲဆိုတော့ဒီဖြစ်စဉ်တွေကအထူးဆန်းတော့မဟုတ်ဘူးဟိုးရင်နှုံးကလေးကမှအစားရှိတယ် ရှေ့တန်းကိုသွားရတယ်ဆိုတော့တက်တယ်အများကြီးပဲပေါ့နော်အဲအဲ့တက်တွေကအရင်တုန်းကသွားရတယ်ဆိုရင်သူက3လတစ်ကြိမ်ပြန်ချိန်းတာရှိတယ်4လတစ်ကြိမ်ပြန်ချိန်းတာရှိတယ်အဲအဲ့လိုမျိုးပေါ့နော် ကာလတစ်ခုတက်မှတ်ပြီးတော့ဒါတက်လာဆိုတက်လာနောက်တန်းမှာပြန်နှားရတယ်အဲ့လိုပုံစံမျိုးပဲသူတို့ကလှုပ်ခဲ့ရတာပေါ့နော်အဲ့တော့စစ်စင်ရေးဖြစ်နေတဲ့နေရာတွေကလည်းတိတ်ပြီးတော့မြမဆဆမရှိတော့အနာရကြတယ်ပြောရမှာပေါ့အဲ့တော့အဲ့ပြဿနာတွေကအဲ့လိုအခြေအနေမျိုးမှာတော့မှပဲရှိခဲ့မှုတယ် ဒီစစ်တပ်နဲ့နှီးဆက်တဲ့သူတွေဆိုရင်တော့အားလုံးသိကြတယ်ဒီ ISN ကဘလို CSN ကဘလိုတရေဝေးရဘလို့တထောက်ဝေးရဘလို့ဒါမျိုးဖြစ်စဉ်အကုန်လုံးမဟုတ်ဘူးဆိုရင်တော့မှပဲပေါ့နော်တချို့တက်တွေမှာရှိတယ်ဆိုတဲ့အကြောင်းတော့ဒါကျွန်တော်တို့လည်းသိတယ်ဒီအကုန်လုံးဆိုပြီးတော့ကျွန်တော်တို့ကဒါကတော့ဒါအမှန်တရားပဲအဲ့လိုကြီးတော့ဆွဆွဲလို့တော့မရဘူးပေါ့နော်ဒါပေမဲ့ဖြစ်ပြနေတဲ့ဟာတွေကတော့အဲ့လိုပုံစံမျိုးတွေရှိတယ်ဖောက်ပြန်တာတွေပေါ့နော်ကြံခဲ့တဲ့ဒါရဲမီတွေနဲ့ဖောက်ပြန်တာတွေညဆိုရင်ဒါအိမ်တက်မှုတွေဖြစ်တာတွေအဲ့လိုမျိုးအိမ်တက်မှုတွေတောက်လျှောက်လုပ်လို့ ဒါရဲမေဖြစ်တဲ့သူကလက်ခံလို့ကျွန်တော်တို့စောင့်ပြီးတော့ဖမ်းရတဲ့ဖြစ်စဉ်တွေဒါတွေကကျွန်တော်တို့နေခဲ့ရတဲ့တက်တွေမှာအစားရှိတယ်ပေါ့နော်ရှိတယ်အဲရှေ့တန်းကိုယောက်ျားထွက်သွားတယ်နောက်တန်းမှာကြံခဲ့တဲ့ဒါမော်တော်ယာဉ်လိုကောင်မျိုးအဲမော်တော်ယာဉ်မှာတာဝန်ကျတဲ့ကောင်မျိုးအဲ့ကောင်မျိုးကညကြတော့ခုနလိုရှေ့တန်းထွက်သွားတဲ့ဒါစစ်သားရဲ့မိမအိမ်ကိုအိမ်တက်မှုဖြစ်တယ်အဲခါကြီးကြာရင်အဲ့မိမကအစားလက်ခံပြီးတော့တွေ့ဆုံတာမျိုးတွေပေါ့နော်ဒါမျိုးပုံစံမျိုးတွေကအစားဒါဟိုးရင်အချိန်ဒီမှာနေရရှိတယ်အခုလက်ရှိအချိန်နေပို့ဆိုးတာပေါ့ဘာဖြစ်လို့လဲဆိုတော့ အခုစစ်ကောင်စီကရှေ့တန်းထွက်နေရပါတယ်ဆိုတဲ့နေရာတွေကပုံများတယ်အများကြီးပဲတနိုင်ငံလုံးတိုင်းတာရကြည့်မယ်ဆိုရင်အရင်ထက်ပုံများသွားတယ်တော်တော်ကိုစိုးစိုးရအချင်းနေကြုံနေရတယ်အဲ့တော့ရှေ့တန်းထွက်ရပြီဟဲ့ဆိုတဲ့ကာလကိုကြည့်မယ်ဆိုရင်လည်းသူကအရင်ထက်ပုံပြီးကြာလာတယ်အဲ့တကာလတွေကပုံပြီးချို့လို့ချို့ရဆိုရင်ဒါနှစ်ပေါက်တဲ့အထိကိုကြာလာတယ်အရင်တော့လည်း၃လထွက်တလာနာမဟုတ်တော့ဘူးတနည်းထွက်တရနာတော့ဘာဖြစ်ဖြစ်နေမှာပေါ့နော်တချို့ဘလောက်ထိအချင်းနေဆိုးနေလဲဆိုတော့သူကအဲ့ဘက်မှာစစ်စင်အကြာကြီးထွက်ရတယ်ထွက်ပြီးတဲ့အချိန်မှာသူတို့တက်တဲ့အချင်းနေမကောင်းတော့လို့ပြန်ပြီးတော့ change နောက်တက်တက်အဲ့ဘက်မှာဝင်တယ်ဒါပေမဲ့အဲ့ချိန်လိုက်တဲ့တက်ကိုနောက်တန်းကိုမပြန်ခိုင်းမဲနဲ့နောက်ထပ်တနေရာကိုစစ်စင်ရထထွက်ခိုင်းတက်ကိုကိုတို့မမြင်ဘူးတော့သူတို့မိမကိုတို့မေ့မေ့နေလောက်ပဲတို့သားသမီးတွေတို့မေ့မေ့နေလောက်ပဲအဲ့လိုချိန်တွေကိုတို့ကြုံနေရအဲ့ကြောင့်ဒီလိုမျိုးဖြစ်စဉ်တွေကအခုချိန်မှာပို့ပြီးတော့တောင်ဆိုးမယ်ပေါ့နော်ဟိုးရင်မှာနေကဒါလောက်ကင်ကုန်းချမ်းဒီလိုမျိုးဒါအချိန်တွေကြမ်းကြမ်းနန်းနန်းဖြစ်တဲ့ချိန်မှာ ိုက်ဘက်ကိုထွက်ရတဲ့တက်တရှိတယ်ပေါ့နော်အချို့ဒါတစ်တစ်တို့ပါလို့ပေါ့နော်အိုက်ဘက်ချမ်းကအဖွဲ့ရဆိုရင်လည်းအိုက်ဘက်တီကိုထွက်ရတဲ့အခါကျတော့စစ်စင်ရင်အကြိုင်းနေရကြိုင်းနေရတဲ့အခါနောက်တန်းမှာဒီသူတို့ကြံခဲ့တဲ့အမျိုးသမီးတွေကပေါ့နော်ဒါအရက်သားတွေနဲ့ဒီစပါးကင်းတွေမှာဖြစ်တယ်အဲ့လိုမျိုးကြီးပေါ့တပြားအဲ့အတိုင်းပေါ့ဟိုဖောက်ပြန်မှုတွေဖြစ်ကြတယ်ပေါ့နော်အဖြစ်ကြပြီးတော့ဒါဒီတဲရဲပူကြီးတွေကလိုက်ဖမ်းရတယ်ထားချုပ်တက်ခွဲမှုတွေကလိုက်ဖမ်းရတယ် အဲပြီးတော့ကျတော့ဒီအမှုတွေကိုဒါဖုံးကွယ်ထားရတယ်သူတို့ယောက်ျားတွေမသိအောင်ပေါ့နော်ဖုံးကွယ်ထားရတယ်ဒါမဲ့လည်းဒီဥစားကြီးကဖုံးကွယ်လို့ရတဲ့အရာမဟုတ်ဘူးပေါ့နော်ရဲမင်းရဲ့ပါဇက်ဘောက်ကပိတ်လို့ကိုမရအောင်ထေချာတယ်အဲ့ကျချက်ချင်းရှေ့တန်းကိုရောက်တယ်ရောက်တဲ့ချိန်မှာအဲ့ရှေ့တန်းမှာရှိတဲ့ရဲဘော်လုံးတဲ့ကောင်ကအမိတ်မနာခံတာတွေဖြစ်တယ်နောက်ဆုံးနောက်တန်းကိုပြန်ပြီးတော့မလွတ်ပေးလို့ဒါထွက်ပြေးတာမျိုးတွေရှိတယ်လက်နက်တွေပါယူသွားတာမျိုးတွေရှိတယ်အဲ့လိုပုံစံမျိုးတွေဒီဖြစ်ခဲ့တဲ့အနေအထားပေါ့အဲ့တော့ စစ်ကောင်စီကအခုလက်ရှိချိန်ဒီမှာဒီအတွင်းထဲကအကြောင်းအရာကိုကြီးလိုက်တာနဲ့ဘလောက်ထိစစ်ပန်းတဲ့တံကိုခံနေရပြီလဲဆိုတဲ့ဟာကိုလည်းသိသာစေတယ်။တကယ်ကိုစစ်ကောင်စီကတော်တော်လေးစစ်ပန်းနေတဲ့အနေထားသူတို့မှရှိမြအင်အားအကုန်ထုတ်သုံးနေရတယ်ဆိုတဲ့ဟာကကျွန်တော်တို့အလကားပြောခဲ့တာမဟုတ်ဘူးပေါ့နော် တကယ်ကိုလက်ရုံးတက်တွေကစားတုံးနေရတယ်ဆက်သွေးကြီးဆိုတဲ့ကောင်လည်းတနက်ကင်ပြီးတိုက်နေရတယ်တနက်ကတော့ကင်ရတာပဲအရင်တော့မတိုက်ရဘူးဒါပေမဲ့အခုတိုက်နေရတယ်ပြီးရင် B ဆိုတဲ့ကောင်လည်းတိုက်ရတယ် G ဆိုတဲ့ကောင်လည်းလုံချွေးယူရင်ယူရမယ်အဲ့လိုပုံစံမျိုးကြီးဖြစ်လာနေတယ်အခုကပ္ပဆာကောင်တွေတိုက်နေရတယ် အဲ့တိုင်းနေဖြစ်နေထောက်ပွားကောင်တွေတိုက်နေရလက်ယုံဝန်တန်းတက်တွေအကုန်လုံးတိုက်နေရတဲ့ပုံစံမျိုးချင်းလင်းမှာအင်အားမလောက်တော့လို့ပေါ့နော်အခုပါစတော့မှာဆွဲထည့်နေရတယ်ဆိုတော့စစ်ကောင်စီကတော်တော်လေးစစ်ပန်းလာတဲ့အနေအထားတွေမြင်ရတယ်ပေါ့နော်အခုဆိုလဲဒါဒီတက်ဆိုလဲပေါ့နော်ဒါည250ခုံပေါ့နော်အဲ့တက်ဆိုလဲဒါပြီးခဲ့တဲ့ရက်ပိုင်းကမှသူတို့ကရှေ့တန်းကနေပြန်လာတာသူကပေါ့တို့မြိုင်တို့အဲ့မျိုးနယ်တွေဘက်ကနေပြောသူကရှေ့တန်းကနေပြန်လာတယ်ရက်ပိုင်းအတွင်းရှေ့တန်းပြန်ထွက်မှာဖြစ်လို့ပေါ့နော်နိုဝင်ဘာ9ရက်နေ့နောက်ဆုံးထားပြီးတော့မင်္ဂလာဆောင်ခိုင်းတာတွေရှိတယ် မင်္ဂလာဆောင်ရဲတော့မင်္ဂလာဆောင်ကျင်တဲ့သူတွေကဒါလက်ထက်ခွင့်တင်ထားတယ်ဒါပေမဲ့လည်းရှေ့တန်းကချက်ချင်းပြန်ထွက်မှာဖြစ်တဲ့အတွက်ပေါ့နော်နိုဝင်ဘာ9ရက်နေ့အပြီးဒါမင်္ဂလာဆောင်ကြဆိုပြီးတော့ဒါတိုင်းမှုကပြောတယ်ပေါ့နော်ဒါကလည်းစစ်ပန်းနေတဲ့အားပဲပေါ့နော်ဒါပြင်အဲ့မှာတခုပြောစရာရှိတာဒီမင်္ဂလာဆောင်ရဲ့ main လေးတွေကစစ်သားတာသမီတွေပေါ့နော်မိခိုသူတာသမီတွေပို့ဆိုးတာကဒီအသက်မပြည့်သေးတဲ့ကလေးတွေပါတယ်တဲ့ကလေးငယ်တွေပါတယ်မျိုးသမီးငယ်တွေပါတယ်ပေါ့နော် အဲသူတို့ကမိကိုသူသားမီးတွေတဲ့ပြီးတော့ဒါတချို့လင်ရပြီးသားဟာတွေလည်းပါတယ်လင်ရပြီးသားဟာကတော့ဒါခုနစစ်သားမိန်းမတွေပေါ့နော်အဲ့တော့မိကိုသူသားသမီးတွေဆိုရင်73 74နှစ်လေးတွေတောင်ပါတယ်တဲ့ဒါဒါကမဖြစ်သင့်ဘူးနော်အသက်ကမပြည့်သေးတာအသက်မပြည့်သေးတာ73 74ဆိုတာကတော်တော်လွန်သွားပြီဗျာကျွန်တော်မကြုံခဲ့ဘူးလားဆိုကြုံခဲ့ဘူးတယ်ဒီ session နဲ့မပြည့်သေးဘူးမပြည့်သေးဘူးမိမခိုးလာတယ်ပေါ့ရဲဘော်တယောက်ကကျွန်တော်ဒါခုနကသုံးပါတော့အဲ့လိုပဲမိမခိုးလာရဲဘော်တယောက်ကခိုးလာတော့အဲ့ရဲဘော်ကသူခိုးလာတယ်မိမ16နှစ်ပဲရှိသေးတယ်ပေးသားလို့မရဘူး ဒါပေမဲ့သူကခိုးလာပြီဗျာမပေးစားလို့လည်းမရတော့အဲ့တော့တိုင်မှုကဘာလုပ်လဲဆိုတော့သူကပေးစားတယ်ရတယ်လိုင်းကန်ပေးလိုက်တယ်မင်းတို့အမှအတူတူနေဒါပေမဲ့လက်ထပ်ခွင့်ကို16နှစ်ပြည့်မှာတင်ပေးတယ်အဲ့တော့2နှစ်กว่า2နှစ်กว่า2နှစ်กว่าဆိုတာ16နှစ်မှာသူတို့ကခိုးပြေးလာပြီးတော့ဒါယူလိုက်ပြီဗျာအဲ့ချိန်မှာတိုင်မှုကလက်ထပ်ခွင့်တင်တင်မပေးဘူး16နှစ်ပြည့်မှာတင်ပေးရမှာအခု16နှစ်နဲ့တင်ပေးလိုက်ရင်သူကပြတ်တော့မှာသူကရေးယူခံမှာအဲ့တော့ကျတော့သူက ထိန်ချန်ထားတယ်ထိန်ချန်ထားပြီးတော့တက်တင်းနှမ်းမှာပဲဒါပေါင်းတင်တဲ့ပုံစံမျိုးလောက်ခိုင်းတယ်လောက်ခိုင်းပြီးတော့16 18နှစ်ပြည့်တဲ့အချိန်ကြီးစောင့်ခိုင်းတယ်16နှစ်ပြည့်တဲ့အချိန်ကျတော့ကလေးကရနေပြီ16နှစ်ပြည့်တဲ့အချိန်ကျတော့အဲ့လက်ထက်ဝင်တင်တဲ့အချိန်မှာကလေးကရနေတယ်အဲ့ကလေးကဘာဖြစ်သွားလဲဆိုတော့အဲ့လင်မယားနှစ်ကမွေးစားသားဖြစ်သွားတယ်သူကမွေးစားထားတဲ့သားဟုတ်တယ်သူကအခုမှအိမ်အောင်ကြတာဗောနော်16နှစ်ပြည့်မှာအိမ်အောင်ကြတာဒါပေမဲ့ဒီကလေးကိုသူကမွေးစားထားတာပါဗောနော်အဲဘယ်နှစ်အရွယ်ကလေးတယောက်ကိုသူကမွေးစားလိုက်ပါတယ်ဆိုရယ်ပုံစံမျိုးပြောင်းပြောင်းပြရတယ် တားသမီးတွေတော့မွေးသားသားဖြစ်အောင်လုပ်ပြတဲ့စစ်တပ်တော့မလွယ်ဘူးတကယ်ဒီကောင်နေအဲ့ဒါတကယ်ဖြစ်စဉ်အမှန်နေအများကြီးရှိတယ်အဲ့ကျအခုကျတော့ပို့ဆိုးသွားပြီဗျာ73နှစ်74နှစ်တဲ့အဲ့ဒီရွယ်မှာအိမ်တော်ကြလိုက်မယ်မဲချိန်မှာကလေးရအဲ့ဒီရလာတဲ့ကလေးကမွေးသားသားဖြစ်ပါပဲ78နှစ်ကြမှာသူတို့ကိုအိမ်တော်ချပြီမှာဗျာအဲ့အဲ့လိုမျိုးပုံစံမျိုးတွေပေါ့နော်တော်တော်ကိုစိုးစိုးဝါပုံစံမျိုးတွေမြင်ရတာပေါ့နော်တက်တွင်းထဲမှာတော့ဟုတ်တယ်ဒါခုနကလိုဒါမင်္ဂလာဖိတ်စာတွေဘာတွေညာတွေလုပ်တယ်ဒါပေမဲ့အထက်ကိုမတင်ရဘူးအဲ့အောင်ကြောင့်မလို့ကျွန်တော်တို့ကဒီဥစ္စာတွေကိုဖွာ အဲအကြောင်းမလို့ကျွန်တော်တို့ကဒီဥစ္စာတွေကိုမျှဝေတာဘာလို့လဲဓာတ်တွေကိုမြမြဖြန့်ဝေလေသူတို့ပို့ပြီးတော့ဒုက္ခရောက်လေလေသူတို့ပို့ပြီးတော့အရေးယူခံရလေလေပဲပေါ့နော်အဲ့တော့အထက်ကကောင်တွေပို့တိအောင်လို့ပို့ပြီးတော့ကျွန်တော်တို့ကတော့မျှဝေရမှာဒါအခုကျွန်တော်တို့ဖိတ်စာတွေပါပါတယ်အဲဆိုရင်ဒါသူတို့လိုက်ပြီးစစ်ဆေးတဲ့ခါမှာပုံမှာပဲပြီးရင်အဲ့လိုမျိုးဘာကြောင့်ပြောနေလဲအဲ့တန်ရမှုကဆိတ်တဲ့ပြက်နေတာအခုသူကစိတ်တဲ့ပြက်ဘာလို့ရှေ့တန်းကြီးပဲထွက်နေရလဲ ဒါဒီခလာရနှစ်ခုကဒိုင်တယင်းမှုဘုံမှုအောင်မျိုးထွတ်ဟမ်သူကရှေ့တန်းပြန်လာတာမကြသေးဘူးနိုဝင်ဘာ6ရက်နေ့မှာရှေ့တန်းပြန်ထွက်ရမယ်ဆိုပြီးတော့အမိန်ပေးလာတဲ့အတွက်စိတ်ဆိုးပြီးတော့တဲ့တက်တွင်းကထိန်ပွဲလည်းမလာဘူးရေဆက်ချပွဲလည်းမလာဘူးတဲ့အဲအကြောင်းများများဖြစ်ရလို့ပြောတာကျွန်တော်ပြောတာများများပြဿနာတက်အောင်လို့ပေါ့နော်ဒါစစ်တပ်ကလုံးဝအနာကိုမပေးတော့တဲ့အနေအထားတွေညွတ်နေရတယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ဆန္ဒပြကာလမှာဆန္ဒပြလူအုပ်တွေကိုဒါထိန်းသိမ်းရမယ်ဆိုပြီးတော့တာဝန်ပေးခံရတဲ့ရဲတွေစစ်သားတွေရှိတယ် အဲရဲတွေစစ်သားတွေကဒီတက်တွေကနေပြီးတော့ဒါမျိုးရဲလိုနေရာမျိုးတွေမှာလုံခြုံရေးနေယူရတယ်အဲလိုလုံခြုံရေးယူရတဲ့အခါမှာသူတို့အဲဒီလမ်းစုံလမ်းကွာနေရာမျိုးတွေမှာထားရတယ်ထားပြီးတော့ဘာလုပ်ခိုင်းလဲဆိုတော့အရိတ်တွေဘာတွေထဲမှာမနေခိုင်းဘူးမခိုခိုင်းဘူးအဲလမ်းမအိမ်ပေါ်မှာထွက်ပြီးတော့မှအုတ်ထုတ်ကြီးကအုတ်ထုတ်ကြီးကအင်းကြီးအောက်ကလည်းဖနက်ကြီးနဲ့တနက်ကြီးလွယ်ပြီးတော့ဗောနော်လုံအောင်အဲလိုအသင့်ပုံစံမျိုးကြီးနဲ့စောင့်ခိုင်းတယ်ဒါအနေပူကြီးထဲမှာမလုံမချက်စောင့်ခိုင်းတယ်တကယ်လို့အဲလမ်းကြောင်းမှာလူကြီးတယောက်ကဖြတ်သွားလို့အဲနေရာမှာထားရထားထားတဲ့နေရာမှာ တာဝန်ကျထားတဲ့ကောင်တစ်ကောင်ကမရှိဘူးဖြစ်ဆိုရင်အရေးယူခံအဲ့လိုပုံစံမျိုးကြီးလှုပ်တာအဲ့တော့ကျတော့အဲ့ကောင်ကအမြဲတမ်းစိတ်တူနေတာအဲ့အဲ့လိုမျိုးတာဝန်ပေးခံတဲ့ကောင်တွေကနေအပူကြီးတဲမှာပြောချွေးတီးတီးကြာပြီးစိတ်တူမလုံမရကြီးနေရပြင်ဘာလို့လဲဆိုတော့ထမင်းကျွေးတဲ့အချိန်မှာထမင်းတုပ်ကိုနောက်ကျမှလိုက်ဖို့ပြီးအဲ့အချိန်မှာထမင်းတွေကမကောင်းတော့ဘူးအာချို့ဆိုနဲ့နေထွက်နေပြီအဲ့အဲ့လိုဟာမျိုးတွေပဲစားရစားရကြတချို့လည်းမစားနိုင်ဘူးเนาะမစားနိုင်တော့ဘိုက်တရားစားစိတ်တရားထူပြီးတော့ပြည်သူပေါ်မှာသွားမဲတဲ့ဟာရှိတယ် အဲအခုလည်းအဲ့လိုဟာမျိုးတွေဒါရွေးချယ်ရှိရှိနေကိုဒါကြံတိုက်ပေးနေတယ်ဆိုပြီးတော့ကျွန်တော်တို့ယူဆတယ်အထက်ကကောင်းနေပါတော့ဘာလို့လဲဆိုတော့ဒီလိုမျိုးရှေ့တန်းတွေပြန်လွှတ်တဲ့အခါမှာသူတို့ကိုပြောတာရရှိတယ်ဘာပြောလဲဆိုတော့ဒီတပုံနေဒီလိုမျိုးတောင်းချမ်းနေလို့မင်းတို့တွေအခုလိုမနာရတာအဲ့လိုပြောတာအဲ့လိုပြောအေးဒီလိုမျိုးကောင်းနေတာမရှိတော့ဘူးဆိုရင်မင်းတို့အေးစေးနေရမှာအဲ့ကြမရှိအောင်လုပ်ဆိုတဲ့ပုံစံမျိုးနဲ့ရန်တိုက်ပေးတာရန်တိုက်ပဲဒီပြည်သူ့ဘောပေါ့နော်ရန်တိုက်ပေးတာပြီးရင်ဝါရမိုင်းရိုက်ထည့်တာပေါ့နော်အဲ့ဒါကတော်တော်လေးကိုရုံမှရိုင်းဆိုင်တဲ့လုပ်ရည်တွေဖြစ်တယ် အဲ့တော့ကျွန်တော်ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတော်လိုင်းတက်ဖွဲ့တွေတော်လိုင်းပြည်သူတွေကတောက်ခံနိုင်လေလေဒီကောင်တွေပို့ပြီးတော့အချင်းကြီးဆိုးလေလေပဲပေါ့နော်အခုဆိုလဲကြည်လေသူတို့စစ်ပန်းတာတွေတော်တော်များလာပြီဒီလိုဖြစ်စဉ်ဖြစ်ရတဲ့များများတိလေလေများများဖြန့်ဝေနိုင်လေလေအထဲထဲမှာအေးအေးယူမှုတွေဖတ်စားမှုတွေတောက်လျှောက်ဖြစ်လာလေလေပဲတက်ကြီးကဖွဲ့စည်းပုံပြတ်နေတာချိုးလဲတိကြပါတယ်ဒီလိုမျိုးဖြစ်စဉ်တွေကအခုမှတော့မဟုတ်ဘူးအခုကပို့ဆိုးလာတာဟိုးအရင်တွေကရှိတယ်ဒီဖြစ်စဉ်တွေကဟိုးအရင်တွေကမှရှိတယ်တက်ကတကယ်စနစ်တကျနဲ့ ျက်စီးနေတာပေါ့နော်လုံးဝပြန်ပြင်လို့မရတော့တဲ့အနေအထားဖြစ်နေတာအဲဒါကြောင့်မလို့ဒီလိုမျိုးဖြစ်စဉ်တွေပူပူပြီးတော့ဆိုးွားလာတယ်မြပြလာတယ်ဆိုတဲ့ဟာကစစ်တပ်ဟာတဖြည်းဖြည်းနဲ့ယိုယွင်းပျက်စီးပြီးတော့အခြေအနေမကောင်းတော့ဘူးဖွဲ့စည်းပုံတွေပြတ်နေတယ်ဆိုးရွားယုံညံ့တဲ့အဖွဲ့အစည်းကြီးဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်